မင်္ဂလာပါရှင်။တပတ်အတွင်းမှာဒူးကြဆုံးသတင်းနေနဲ့ပြည်သူတွေကြားဆက်ဝင်စားမှုများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမယ်။တပတ်အတွင်းဒူးကြသတင်းများအစီအစဉ်ဖြစ်ပါရရှင်။ပထမအဆုံးတစ်ပုတ်အနေနဲ့ရဲရင်နဲ့မှတ်တမ်းရုပ်ရှင်ဖန်တီးသူတွေနဲ့ပြည်သူသတင်းသမား Citizen Journalist တွေရဲ့လက်ရာတွေကိုနိုင်ငံတကာနဲ့ပြည်သူတွေစီချပြနိုင်မှုရည်ရွယ်တဲ့ DVB Peacock Film Festival 2025ကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာ၃ရက်ကြာကျင်းပပြုလုပ်မဲ့သတင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်ပွဲတော်ရဲ့ခေါင်းစဉ်ကတော့ Giving Voice to the Voiceless အတန်ထွက်ဖို့ခက်ခဲနေသူတွေအတွက်အတန်ကိုစားထွက်ပေးခြင်းလို့သတ်မှတ်ထားပြီးဒီရုပ်ရှင်ပွဲတော်ဟာတာမန်ရုပ်ရှင်ပွဲတော်တစ်ခုထက်ပိုတာဖြစ်လို့မဖြစ်မနေလာရောက်ကြည့်ရှုကြဖို့ကိုပွဲစီစဉ်သူမချန်တီရီဆိုကဖိတ်ခေါ်ပါတယ် ခုမှတ်တမ်းရုပ်ရှင်ပွဲတော်ကိုလာပြီးကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ကြမှာပဲဘာဖြစ်လို့လဲဆိုတော့အတိမတ်တမ်းရုပ်ရှင်တွေကခုခေတ်ကာလမှာနေရာအနှံပြားမှာပေါ့နော်ဒီနိုင်ငံတမွမ်းမှာပြိပခါတွေဖြစ်ပွားနေရပြီးတဲ့ခါကျတော့လူခွင့်ချုပ်ဖောက်မှုတွေကလည်းဆူဆူဝါဖြစ်ပွားနေရဒါကြောင့်မလို့ဒါတွေကိုမှတ်တမ်းတင်ရိုက်ကူးနိုင်ဖို့အတွက်အမတမ်းမှာခက်ခဲပါတယ် အဲ့လိုခက်ခဲတွေကြားရကကျွန်တော်တို့ဒီအဲရုပ်ရှင်မှတ်တမ်းရုပ်ရှင်ရိုက်ခုတဲ့သူတွေနဲ့မှဖြစ်ဖြစ်အောင်ဒီမှတ်တမ်းရုပ်ရှင်တွေကိုရိုက်ခုထုတ်လုပ်နိုင်ခဲ့တယ်ခက်ခဲတွေကိုကျော်လွှားနိုင်ခဲ့တယ်ပေါ့နော်ဒါတွေကဘာကြောင့်အဲ့လိုမျိုးကျော်လွှားနိုင်ခဲ့လဲဆိုကျွန်တော်တို့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေဖြစ်နေလို့ပါနောက်တစ်ခုကဒီရုပ်ရှင်တွေကိုလာကြည့်တာကကျွန်တော်တို့ရုပ်ရှင်ကြည့်ရဲဆိုတာထက်ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့မြန်မာပြည်သူတွေနဲ့အတူသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့မျှော်လင့်ချက်တွေသူတို့ရဲ့ဘဝတွေကိုအတူစာနာနိုင်မှုအတွက်ကြီးရှုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအနေနဲ့ဒီပွဲတော်ကိုမဖြစ်မနေလာရောက်ကြီးရှုဖို့အတွက်ဖိတ်ခေါ်ကြပါမယ် ပြသသွားမယ့်မတန်းရုပ်ရှင်တွေကတော့လူခွင့်ရေးချိုးဖောက်မှုတွေအသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွေနဲ့စစ်ဘေးရှောင်နေတဲ့ဘဝဒုက္ခတွေပြိပခတန်ခံနေရတဲ့လူမှုအသိုက်အဝန်းတွေရဲ့ကြံ့ခိုင်မှုအကြောင်းအရာတွေစတာတွေပါဝင်มาလည်းဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော်နဲ့ပတ်သက်လို့သတင်းမီဒီယာတွေကိုဖိတ်ကြားပြီးရှင်းလင်းပြောပြတာကိုတော့နိုဝင်ဘာလ30ရက်ကချင်းမိုင်မြို့က DVB ရုံးတီရှိယာမှာပြုလုပ်ခဲ့ပါတယ်။၃ရက်ကြာကျင်းပမယ့်ရုပ်ရှင်ပွဲတော်မှာတော့ ရုပ်ရှင်ပြသတာတွေပါဝင်ဆွေးနွေးပွဲ panel discussion အလို့ယုံဆွေးနွေးပွဲ workshop တွေနဲ့အထူးအစီအစဉ်တွေပါဝင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ကျွန်မဝေပါရှင်းခဲ့ပြီဘလို့များပုံစိုးခဲ့ကြတယ်တကယ်ပဲကောင်းတဲ့တိုင်းမျိုးကိုကြီးမားပြီးထောင်ခဲ့ကြတယ် နောက်ထပ်ပြောပြပေးမှာကခလေးမြို့မှာရွေးကောက်ပွဲအကြောင်းပြပြီးအသက်20နဲ့30ရွယ်ကြားလူငယ်တွေကိုပေါ်တာဆွဲနေတဲ့အတွက်မြို့ကနေစိုးရိမ်ထိတ်လန့်နေကြတဲ့တဲ့င်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်စကိုင်းတိုင်းဒေသကြီးခလေးခရိုင်ခလေးမြို့နယ်မှာရွက်ောက်ပွဲနီးလာတာနဲ့အတူအသက်20နဲ့30ကြာလူငယ်တွေနေ့တိုင်းလိုလိုပေါ်တာဆွဲခံနေရတဲ့အတွက် ြို့ကန်တွေစိုးရင်ထိတ်လန့်နေရတယ်လို့ကလေးမြို့ကန်တွေက DBB ကိုအတည်ပြုပါတယ်။လက်ရှိကလေးမြို့ပေါ်မှာရွက်ောက်ပွဲကျင်းပနိုင်ဖို့နိုဝင်ဘာ28ရက်နေ့ကနေစပြီးတအိမ်တက်တအိမ်စင်ဒေါ်တူဒေါ်စနစ်နဲ့စင်ရင်လိုက်လံကောက်ယူနေတယ်ဆိုပြီးစစ်တပ်ဘက်ကထုတ်ပြန်ကြေညာထားပါတယ်။အဲ့လိုစင်ရင်ကောက်ယူတာတွေရဲ့နောက်ွယ်မှာလူငယ်တွေအများစုအဖမ်းခံနေရတာဖြစ်ပြီးပေါ်တာဆွဲခံရပါကတယောက်ကို330နဲ့50ကြာပြန်ရွေးယူရတယ်လို့မြို့ခံတွေကဆက်ရှင်းပြပါဗယ်ကလေးမြို့ခံတယောက်ရဲ့ပြောပြချက်တွေကိုဆက်သွယ်ရေးအခက်အခဲတွေကြောင့် DBB သတင်းထောက်ကအသံအစားထုတ်ဖတ်ထားပေးပါဗယ် အခုကဘာဖြစ်နေလဲဆိုတော့မဲစင်းဆိုတာထက်ပေါ်သာဆွဲခံရမှာကြောက်နေရတယ်။အသက်20နဲ့30ကြားလူငယ်တွေမျိုးပေါ်မှာဇက်တိုက်အဖမ်းခံရတယ်။ဖမ်းမိရင်သိန်း30နဲ့50ကြားပြန်ရွေးရတယ်။မရွေးနိုင်ရင်ချင်းပြပြတတ်တဲ့စစ်ကြောင်းကိုအပုတ်ခံရတယ်။တခါတလေအရက်ဆိုင်တွေဘီယာဆိုင်တွေအထိပါဝင်ဖမ်းတယ်။အရက်ဝင်းနဲ့မတူကာပရာဒူကာတို့နဲ့လိုက်ပြီးလမ်းသွားလမ်းလာတွေရခိုင်ပြီးဖမ်းတာကပုံမှန်လို ဖြစ်နေပြီဗျ။အခုတော့ကလေးမျိုးလမ်းပေါ်မှာအရေးကြီးကိစ္စမရှိရင်အပြစ်မထွက်ရဘူးဖြစ်နေတယ်။ ပေါ်တာဆွဲခံထားရသူတွေရဲ့ကြံရည်သူမိသားစုတွေကို DBB ကဆက်သွယ်ဖို့စ조사နေပေမဲ့လုံခြုံရေးချိန်နေကြောင်းဆက်သွယ်ရဖို့ခက်ခဲနေစေပါပေါ်တာဆွဲခံထားရသူတွေနဲ့ပတ်သက်ပြီး DBB ကရတဲ့အချက်အလက်ဆိုရင်ပေါ်တာဆွဲခံရပြီးနောက်ငွေနဲ့ပြန်မရွေးနိုင်တဲ့သူတွေဟာကလေးမျိုးကနေချင်းပြည်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့တပ်တွေစီကိုအပုတ်ခံနေရတယ်လို့ဆိုပါတယ်အခုလိုမျိုးပေါ်မှာရွေးကောက်ပွဲအကြောင်းပြပြီးပေါ်တာဆွဲနေတာတွေဒေါတူဒေါစနစ်ဆိုပြီးတအိတ်တအိမ်စင်လိုက်စစ်နေတာတွေကိုကလေးမျိုးလူထုတိုက်ပွဲဥဆောင်ကော်မတီနဲ့ကလေးမျိုးကနေပေါင်းပြီး နိုဝင်ဘာ30ရက်နေ့ကစစ်အုပ်စုရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုစတင်ကြဖို့အတွက်လူထုဟောပြောပွဲလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ခေအဆက်ဆက်တော်လိုင်းအေးမှာပေးဆက်ခဲ့တဲ့ရဟန်းရှင်လူចောင်းသားပြည်သူတွေကိုအလေးပြုတာဌာနဆောင်မှ CDN ပြည်သူဝန်ထမ်းတွေကိုလက်ခုပ်တီးဂုဏ်ပြုတာနဲ့ကြာဆုံးနေပြီးတော့အာဇာနည်တွေကိုတမနစ်အောင်မေတ္တရိယငိန်သက်ဂုဏ်ပြုတာနဲ့အတူရွေးကောက်ပွဲစတင်ရင်ကြက်ချီခတ် cross sign နဲ့ကြွေးကြော်ခဲ့ကြပါတယ်။ နောက်ထပ်တပုတ်အနေနဲ့စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်မြို့ကနောက်ဖေးလမ်းကြားဥယျာဉ်တွေဟာပြင်ဆင်ထိမ့်သိမ်းမှုမရှိတာကြောင့်ပျက်စီးယိုယွင်းလာနေပြီးတော့တချို့လမ်းကြားတွေမှာအမိုက်တွေနဲ့ပြည့်နေတဲ့သတင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။စစ်တပ်ကအာဏာသိမ်းခဲ့တဲ့9နှစ်နီးပါးကာလအတွင်း NLD ဆိုရလက်ထက်ကမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတရားအဖြစ်ပေါ်ဆောင်ခဲ့တဲ့နောက်ဖေးလမ်းကြောင်းဥယျာဉ်တွေဟာထပ်တိုးလှုပ်ဆောင်တာမရှိတဲ့အပြင်ရှိနေပြီးသားလမ်းကြားပကြီးတွေအာကစားခွင့်နဲ့တိပင်ပန်းမင်တွေဟာထိမ့်သိမ်းမှုတွေကယိုရင်းပျက်စီးနေပါတယ်။ အဲ့ဒီပြင်တိုက်ခန်းတွေမှာနေထိုင်သူတွေကလမ်းကြားတွေထဲကိုအမိုက်နဲ့ဆွမြပစ္စည်းတွေကိုစီကံမဲ့ပစ်ချတာတွေရှိနေသလိုဥယျာဉ်ဝင်ပေါင်းနဲ့ထပ်ပေါက်တွေကိုလည်းတောက်ခတ်ပိတ်ထားတာတွေရှိတယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါဗျ။ဒီဆွေးနွေးတဲ့ဆက်မှာတော့လည်းအားအားကြီးကိုပေါင်းဆက်ထားတယ်ပေါ့။ဒါပေမဲ့ဒီနောက်ဝန်ကျတော့အမှအနာပိတ်တာရပါနေတဲ့လူတွေကိုဒီမှာကြမ်းနေကြဖြစ်ပြီးတော့အမိုက်ကအရင်ကအရင်ကမြတ်ပေါ်မှာပေါ့။ 我就就出来啦，就有那个东西啦，就手机充充的啦，啊买的充的了啊，啊这个别人放了。哦，你在这叫俺们为啥在说话？说的，俺们陪伴的叫嘞，没有我们，哦，再帮忙，其实呢，其实呢，还有人在，俺俺俺为啥来？来着的吗？ရန်ကုန်မြို့လေကောင်ကနောက်ဖေးလမ်းကြီးမှာအမိုက်တွေနဲ့ပြည့်နေပြီးယောဂဖြစ်စေနိုင်တဲ့ကြက်တွေလည်းပေါ်ပြလာနေတဲ့အတွက်နောက်ဖေးလမ်းကြီးစီမံကိန်းတွေအကောင်အထည်မဖော်ခဲ့တဲ့အချိန်ကအတိုင်း အမိုက်ပုံဖြစ်နေညစ်ပတ်နေတဲ့လမ်းကြတွေပြန်ဖြစ်နေပါတယ်။အဲ့ဒီပြင်နောက်ဖေးလမ်းကြဥယျာဉ်တွေမှာရွေးချယ်ထားတဲ့နေရံပကြီးတွေ၊ကစားကွင်းနေရာတွေ၊အနုပညာလက်ရာတွေနဲ့ပန်းမင်တွေလမ်းကြတွေဟာတိုက်ခန်းတွေကပြစ်ချတဲ့အဆုံမြင့်ဖိုက်တွေကြောင့်ညစ်ပတ်နေသလိုဥယျာဉ်ဝင်ဝနေရာတွေဟာလည်းကားရဲနားရနေရာနဲ့ဆိုင်ငန်းအဖြစ်နေရာယူထားကြပါတယ်။သူကလည်းဘာမှလည်းမလုပ်တော့ခါကျလိုပဲပေါ့ရင်းညစ်တဲ့မမင်းလည်းအဲ့လိုပဲဒီလိုတရားစီရောဖြစ်နေရပေါ့လမ်းမကြည့်ကြအောင်ကလေးတွေလည်းမဆော့ကြအောင်နဲ့တူတယ်ကျမလိုက်တော့ကြည့်တယ်ပပင်းလမ်းချမ်းလမ်းရှိရယောက်သားမှလည်းရှိရအများကြီး အော်တော်လေးလမ်းတော့အဲ့လိုလမ်းကြရင်နောက်ပြေရဟိုဘက်ဒီဘက်စီးဆက်ဒီမှာရှိတယ်။ဆိုကြောက်တရားမှာဆိုရင်ဒီဘက်36လမ်းတို့35လမ်းတို့33လမ်းတို့34လမ်းတို့အဲ့ကြားတွေတန်းမှာလည်းရှိတယ်။ဒါမဲ့တို့ကတော့တကားဒီဘာကြီးတော့ပိတ်ထားတယ်ဗောနော်မိုးဦးလေးဒီဘာကြီးတော့ရှိသေးတယ်။အဲငကူဆွဲထားတဲ့ဒီဒီကားဒီဘာကြီးကတော့မိုးလေးဆိုတော့လည်းရင်ကြီးဒီဘာကြီးတော့တက်နေတာဗောကြာ။ပြန်ပြင်နေတဲ့ဘာကြီးတော့မရှိသေးဘူး။အနေဒီအစိုးရလက်ထက်မှာဒေသဖွံ့ဖြိုးရေးအတွက်တိုင်းဒေသကြီးလွှတ်တော်ကနေ တင်းတထောင်ဘတ်ဂျက်အထိတက်မှတ်ပေးထားခဲ့ပေမဲ့လက်ရှိမှာနောက်ဝေးလညဥယျာဉ်စီမံကိန်းအတွက်ဆက်လက်ထောက်ပံ့တာမျိုးမရှိတော့ဘူးလို့သိရပါတယ်။နောက်ဝေးလညဥယျာဉ်စီမံကိန်းကို NLD ဆိုရလက်ထက်2016ခုနှစ်မှာရန်ကုန်ဝေါ်ဒိုးအိမ်မြို့ပြထင်းသိမ်းရေးအဖွဲ့တို့နဲ့ရဲရွာနေပြည်သူလူထုတို့ပူးပေါင်းကောင်တွေပေါ်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မှာနောက်ဝေးလညဥယျာဉ်20ကျော်ရှိတဲ့အထက်ကဥယျာဉ်12ခုကိုဒိုးအိမ်ကဖန်တီးခဲ့တာဖြစ်ပါတယ်။စစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်မတိုင်မီကရန်ကုန်မြို့လယ်ကောင်ကတိုက်တွေရဲ့နောက်ဝေးလညစီမံကိန်းနေရာတွေဟာ ရန်ကုန်မြို့မှာနေထိုင်တဲ့သူတွေအတွက်အပန်းဖြေအားယူရာနေရာတွေဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ပြည်ပြင်ထိန်းသိမ်းတာမရှိဘဲပြည်ပခံထားကြရပါတယ်။ကျွန်တော်လင်းပါနောက်ထပ်ပြောပြပေးပါကစစ်တပ်က905ကကြီးနဲ့တရားစွဲဆိုထားတဲ့သူတွေရဲ့အမှုတွေကိုပိတ်သိမ်းခဲ့ပေမဲ့ရှမ်းပြည်မြောက်ပိုင်းမှာတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့သူတွေကိုဇက်တိုက်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့တဲ့င်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်စစ်ကော်မရှင်က ရတထကြီးပုံမှန်905ကကြီးနဲ့ပြည်တန်ကြခံနေရတဲ့အကျဉ်းသား385ယောက်ကိုနိုဝင်ဘာ29မှာလွန်ငင်းကွင်းနဲ့ပြည်တန်ရှုပ်ပုတ်မှုပေးခဲ့ပါတယ်။ဒါအပြင်အဲ့ဒီပုံမှန်နဲ့တရားစွဲဆိုခံထားရကထွက်ပြေးတိမ်းရှောင်နေကြရတဲ့9580ယောက်ကိုလည်းတပါတယ်အမှုပိတ်သိမ်းပေးခဲ့ပါတယ်။ ါပေမဲ့တစ်ဖက်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကကြောင်မဲနဲ့တီဘောမြို့မှာတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့သူတွေကိုစင်စက်မပြတ်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေတာကန်တွေကပြောပါတယ်။ ငါရငါနဲ့ထောင်းခါလာလကားခါလာမို့ခွန်တက်လာအဲ့ကောင်နဲ့ညီတဲ့ဟာရောပြန်ခေါ်ထားတယ်။သူအချုပ်ထဲမှာခုနှစ်ညနေခဲ့ရတယ်။၆ညနဲ့ခုနှစ်ရက်ပေါ့။သူဘာမှလုပ်ထားတာမရှိတော့ပြဿနာမရှိဘူး။အဲ့ညီခဲ့ရတဲ့နေရာမှာစစ်ခွန်ရုံးလုပ်လိုက်ပြီးတော့မှအဲ့အဲ့ထောင်းထန်တွေကိုသူ့အတူအကုန်လုံးအချိန်မှဆင်းစင်လာတယ်။အဲ့ချိန်မှာကြောင်မင်းကဖွဲ့ထဲမှာတက်တက်တကြွန်းတိမ်မိနေပါအကျိုးမိနေပါပါတယ်။ကြောင်မင်းနဲ့ဒီပေါ်မျိုးမှာဖန်စီထားလူတွေကိုအရက်ဘတ်တရားရုံးမှာစီရင်ချက်ချတာမဟုတ်ပဲစစ်ကော်မရှင်တပ်ကစစ်ခွန်ရုံးဖွဲ့ပြီးစီရင်ချက်ချနေတာလို့မြို့ကန်ဒီကဆိုပါတယ်။ ဒါကြောင့်တော်လိုင်းအင်အားစုတွေနဲ့နီးစပ်ကြတို့တွေစီဒီယန်ဝန်ထမ်းတွေဟာမိသားစုလိုက်တင်းရှောင်နေကြရလဲရှိနေပါလေ။ကျောင်းမှာထပ်ပြီးတော့ဖမ်းခါရတဲ့လူနှစ်ယောက်ရှိတယ်။ဖမ်းစီရတောက်လျှောက်ရှိနေ။အင်းဒီလည်းချိတ်ပိတ်တာလည်းတောက်လျှောက်ရှိနေ။ဒီဘောကကိုကလေးလည်းဖမ်းခံထားရတယ်။တရားနာနေတအံတက်ကတနစ်ကြော်ကြာထင်းကျုပ်ထားတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်က နောင်ချိုကြောက်မင်းတီဘောမြို့ကိုအာနာတိန်စစ်ကော်မရှင်တပ်ကဒီနှစ်အတွင်းမှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်တော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့အတူတွေကိုစက်တိုက်ဖမ်းဆီးနေပြီးနေအိမ်နဲ့လုပ်ငန်းတွေကိုချိတ်ပိတ်ကာရွေးကောက်ပွဲကျင်းပနိုင်ဖို့လည်းပြင်ဆင်နေပါတယ်ကျွန်တော်ခွန်စော်ဦးပါမင်းကြီးမြို့နယ်စီရန်ဆေးအုပ်ကြီးဒေါက်တာဒေါခင်တူတူလွင်ကိုဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးမိသားစုဝင်တွေကတရားမျှတမှုရရှိဖို့လိုလားနေကြသလို NUG အနေနဲ့လည်းပြောဆိုညှိနှိုင်းတာတွေဆောင်ရွက်နေတဲ့တဲ့ရင်ကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။ စကိုင်းတိုင်းမင်းကြီးမြို့နယ် CDN စေယုံအုပ်ကြီးဒေါက်တာဒေါခင်းသူသူလွင်ကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးခဲ့တဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။ CDN စေယုံအုပ်ကြီးဒေါက်တာဒေါခင်းသူသူလွင်ကိုနိုဝင်ဘာလ30ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာတပ်ဖွဲ့ဝင်တွေကတင်တော်ရွာကသူမရဲ့စေကမ်းမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဆရာဝန်ကြီးကိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရုံးမှာစစ်ဆေးနေပြီးအဲ့တွေ့ခွင့်တော့မရှိဘူးလို့မိသားစုနဲ့နှိစက်သူတွေကပြောပါတယ်။ ဒါကြီးကမတရားဘူးဆိုတာကြီးတည်ရဗျာဆရာဝန်ကြီးကအေးမေးဆရာရှိတယ်ဆိုလို့ရှိရင်ပြောဆရာရှိတယ်ဆိုရင်ဒါမှမဟုတ် discount လုပ်ဆရာရှိတယ်ဆိုလို့ရှိရင်ဆရာဝန်ကြီးရှိတဲ့စေခံမှာစကားပြောလို့ရတယ်ပြင်ပြပြောလို့ရတယ်အမျိုးသမီးဆရာဝန်ကြီးဗျာနော်ဒါဟိုသူတို့ကဘယ်လိုမျိုး rules and regulation တွေနဲ့လောက်တာလဲဘယ်လိုချိန်ဆောက် comment တွေလဲကျွန်တော်လည်းမပြောရဘူးဒါပေမဲ့ကျွန်တော်ကတော့တော်တော်တိုင်းလုံးဝလက်မခံ မီဒီယာနဲ့ပဲကျွန်တော်တို့သူတို့ကိုရှင်းနေတော့အောင်ရင်းနေတော့အောင်သူတို့ရဲ့လုံရက်ကိုရှုံချကြအောင်ကျွန်တော်တို့ထင်တာမြင်တာရှိအောင်လုပ်လို့ရမယ်ကျွန်တော်တို့ကဘာလဲနဲ့ဆိုတော့ဘာမှရှိတာမဟုတ်ဘူးလေပြည်သူကအဲ့တော့စီဒီအန်ကြီးကကြာရင်ကြောက်နေရပြီသူတို့မိသားစုနဲ့နှိဆက်သူတွေကတော့ဒေါက်တာဒေါခင်တူတူလင်ကိုဆွဆွဲထားတဲ့အမှုတွေကမကန်မှုမရှိတဲ့အတွက်ဆရာဝန်မကြီးနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိဖို့လိုလားနေကြပါတယ်ဆရာဝန်ကြီးဟာမြင်းကင်းမြို့နယ်ကတော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကိုစစ်ကူတပေးနေတယ်လို့ ကျေးလက်ကျမကြီးလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗျ။မြို့သားညီညွတ်ရေးဆိုရာပြည်ထရေးနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့စီဒီအန်ဆေးရုံအော်ဒေါက်တာခင်တူတူလင်ကိုလက်နက်နဲ့ငွေကြေးပြန်မအပ်လို့အမှုဖွင့်ထားတဲ့အတွက်ဖမ်းဆီးတာဖြစ်ပြီးအမျိုးသမီးရဲမင်းမထည့်ပေးနိုင်ခဲ့တာရုံးရင်းဆန်ကဖြစ်လို့ပြည်သူတွေစိတ်မချမ်းမြေ့ရတဲ့ပေါ်တောင်းပန်တယ်လို့ဒီဇမလာတရက်နေ့ကထုတ်ပြန်ထားပါဗျ။ဒေါက်တာဒေါခင်တူတူလင်ခဒေါက်တာဒူးဟာ2021ခုနှစ်ဧပြီလ17ရက်ကနေ2024စက်တင်ဘာလ19ရက်နေ့အထိ မျိုးသားညီညွတ်ရေးအစိုးရမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတာဝန်ကနေရနာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစီးရင်စရာတွေရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စရပ်တွေကိုမရှင်းလင်းခဲ့ဘူးလို့ဆိုပါရတယ်။ဒါကြောင့်လက်ရှိမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံစီကိုလုပ်ငန်းဆိုင်ရာစီးရင်စရာတွေလွှဲပြောင်းပေးဖို့အချိန်ချင်းတရားဝင်စာပေးပို့ခဲ့ပေမဲ့လာရောက်မဖြေရှင်းတဲ့အတွက်အခုလိုဖမ်းဆီးရတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါရတယ်။လက်ရှိမှာတော့စီရီယန်ဆေးရုံအုပ်ဒေါက်တာဒေါခိတူတူလွင်အမှုကို ရဲလုံငန်းစဉ်အတိုင်းလှုပ်ဆောင်နေသလို Energy Syrian ဆက်ဆက်ကော်မတီအနေနဲ့လည်းပြောဆိုညှိနှိုင်းဆောင်ရွက်နေရလို့ Energy ပြောခွင့်ရဦးနေဖုံးလက်ကပြောပါရယ်ဒီအမှုဖွင့်ထားတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရဲဘက်ကတော့ဒီရဲလုံငန်းစဉ်အတိုင်းဆက်ပြီးတော့လှုပ်သွားဖို့ရှိပါလိမ့်မယ်အဲပြီးတော့ဆရာမကြီးကတော့ဒီအဲကျမရေး CDN လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ NUG မှာရှိတဲ့ CDN Success Committee ပေါ့နော်ဒီ committee နည်းနည်းလည်းအဲဒီကိစ္စကိုဒီအကောင်းဆုံးဖြစ်နိုင်မှုပေါ့နော်ဆောင်ရွက်နိုင်မှုချိတ်ဆက်ဆောင်ရွက်နေတာလည်းရှိပါတယ် ဒီ CDN ဆက်ဆက်ကော်မတီရဲ့ဒုက္ခဖြစ်တယ်ပေါ့နော်ဆရာကြီးဒေါက်တာဇော်ဝေစိုးကိုရိုင်းလည်းဆရာမကြီးနဲ့ဆက်သွယ်ပြီးတော့စကားပြောဆိုခဲ့တာလည်းရှိတယ်လို့သိရပါတယ်ဗျာဒေါက်တာဒေါခင်တူလင်ကို Mickey ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာကအင်အားသုံးဖမ်းဆီးရတဲ့ပတ်သက်လို့ရှင်းဝတ်တွေမလိုက်နိုင်ခဲ့ဘူးဆိုပြီးပြည်သူ့ရဲ့ကြားမှာဝေဖန်နေကြပါတယ် CDN ဆေးရုံအုပ်ဒေါက်တာဒေါခင်တူလင်ကိုမြို့သားညီမျိုးဆိုရတရားရေးဌာနကရစတဲ့ကြီးပုံမှန်၄၆၄၉နဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါတယ်ကျမဒီရီပါ ဟုတ်ကဲ့ပါဒါတွေကတော့တပတ်တွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကထူးခြားတဲ့သတင်းလေးတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လွှင့်ပေးဦးမှာပါ။ DVB ရုပ်မြင့်သံကြားကိုကြည့်ရှုအားပေးနေကြသူများလို့ရဆန္ဒပြပါကြပါသေးရှင်။ကျွန်မကတော့ဒီဂျူလိုက်ပါ။